လူဦးပေါက်ကိုချောင်းကြည့်ခြင်းကျွန်တော်အနေနဲ့တိတ်ဆိတ်မှုကိုသဘောကျပေမဲ့အမြဲတမ်းတိတ်ဆိတ်နေတာမျိုးတော့မချိုက်ပါဘူးလူသားတယောက်အနေနဲ့တခါတရံဆူညံမယ်တခါတလေတိတ်ဆိတ်ငြိမ်သက်မယ်ပေါ့လမ်းမပေါ်ထွက်လာရင်တော့လူအပ်တဲ့ဆူညံမှုမျိုး ရရှိမှသိကြနေပေမဲ့အခြေအနေရအိမ်ထဲမှာပဲနေစဉ်နီးနေရပြီးအပြင်မထွက်ပြတာလဲကြာပါပြီအခန်းထဲကိုနေစဉ်အဝင်အထွက်လုပ်နေတဲ့သူကလည်းကိုတယောက်တည်းပဲဆိုတော့အဲ့ဒီတိတ်ဆိတ်မှုကိုနေစဉ်ရင်ဆိုင်နေရတာလဲတွေးကျင်တိတ်တော်လဲ မထူးဆန်းလာပါဘူးတခါတရံတော့အဲ့ဒါကိုတော်လန်ပစ်ချင်ပါတယ်တယောက်တည်းနေသူရဲ့အခန်းမှာအဲ့ဒီတိတ်ဆိတ်ငြိမ်သက်နေမှုကို အမဲမနေထိုင်နိုင်အောင်တနည်းနည်းနဲ့တော့ကျွန်တော်အမဲစူးစမ်းနေခဲ့ပါတယ်တကဘာလုံးဖြစ်ပွားနေတဲ့ဘိုင်းတဲ့ယောဂါကြောင့်လူတိုင်းအခန်းအောင်းနေကြရတာဆိုပေမဲ့ တယောက်တည်းနေထိုင်နေရသူကျွန်တော်အတွက်တည်ရရှိရချင်းချောမှုလို့ဖြစ်လာနေပါတယ်အဲ့ဒီတိတ်ဆိတ်မှုစီကနေကျွန်တော်အမြဲတမ်းထွက်ပြေးနေတဲ့နေရာကတော့တချင်းတွေစကူပါပဲနားထဲမှာဒါအတန်ထွက်နေတဲ့တချင်းတစ်ပုတ်ရှိနေရင်လက်တွေ့ကြုံတွေ့နေရတဲ့ပြဿနာတွေကိုဘာမှမထူးခြားတဲ့အာမန်နေရက်တွေအဖြစ် ကျွန်တော်လက်ခံလိုက်လို့ရပါပြီကဘာကြီးကိုအကောင်းမြင်လို့ရတဲ့စိတ်အခြေအနေစီ ပြန်ရောက်ရှိလာပါပြီတောင်ထိပ်တနေရာကနေတောင်အဘက်ကအရာရာတွေကို အေးစေးစေးလှမ်းကြည့်နေတယ်လို့မျိုးနကြက်တဲကတချင်းတန်ရဲ့အပေါ်မှာလှဲမိချရင် အရာရာကိုတက်တောင့်တတာဖြတ်တန်းနေလို့ရပါပြီအခန်းတွေဟာတိတ်ဆိတ်မှုကိုစိုက်ပျိုးပြီးအဲ့ဒီအရာကိုလည်းအမြဲရှင်သန်နေအောင်မွေးမြူနေတဲ့အရာနေရာတွေပဲအခန်းတွေဟာကံရတက်ရင်မိတ်ဆွေတယောက်လိုအတုံးဝင်ပြီးအတုံးမပြုတ်တတ်ရင်ရန်သူလိုအန္တရာယ်ရှိတဲ့အရာတွေပဲ။ အဲ့ဒီအခန်းကိုပဲလူတယောက်ဟာအခုဖွဲ့ဆိုနေရပါပြီကမ္ဘာပေါ်မှာအိမ်တွေအဆောက်အအုံတွေညံ့ညွမ်းစွာရှိနေကြမှာမှန်ပေမဲ့ကျွန်တော်အတွက်တော့ဒီအခန်းဟာကိုယ်ပိုင်ကဘာတစ်ခုပါပဲတညလုံးအခန်းထဲမှာအိတ်ခဲ့ပြီး မနေ့မိုးလင်းတော့လေအခန်းထဲမှာပဲတနေကိုအောင်ဆက်လက်နေထိုင်ရပါတယ်အခန်းထဲမှာပဲထမင်းစားအခန်းထဲကနေပဲမိတ်ဆွေတချို့နဲ့ဖုန်းပြောခန်းထဲမှာပဲရုပ်ရှင်ကြည့်ပြတယ်လို့တခါတရံလဲတချင်းနားထောင်နေခဲ့ပါတယ်စာအုပ်အချို့ကိုလည်းအခန်းထဲမှာပဲဖတ်နေခဲ့ရပါတယ် ရန်ဖန်ရန်ကတော့လိုအပ်တဲ့ချက်ပြုတ်စရာအစားအသောက်တွေအပြင်ထွက်ဝယ်ပြစ်ပေမဲ့ကိစ္စပြီးတာနဲ့အခန်းစီအမြန်ပြန်လာရတာပါပဲအဟုတ်အစားတွေရှော်ဖို့ဖြစ်တဲ့နေနဲ့တန်ရှင်းလို့ဖြစ်တဲ့နေပြီမှာတော့အခန်းဟာနေရထိုင်ရတာပေါ့ပေါ့ပါပါပါပဲ။ အဲ့ဒီလိုအချိန်မျိုးဆိုရင်အခန်းရဲ့အပေါ်အကောင်းမြင်စိတ်ကကျွန်တော်စီရောက်လာတတ်ပါတယ်အခန်းထဲမှာတယောက်ထဲနေထိုင်ရင်ကြပြာစောက်တွေလည်းဖက်နေလို့ရတယ်လို့ Facebook wall ကိုလည်းကိုတင်ကျင်တဲ့ post တွေရေးတင်နေလို့ရပါတယ်ရေးပြင်ကြဲကြဲတဲ့ ရေပြင်ကျကျချောင်းတဲ့ငါးလေးတွေပေါ်ပါစွာခုခက်နေကြတယ်လို့မျိုးကိုအတွေးကိုအထင်းအကွက်မရှိလှုပ်ပင်နေလို့ရပါတယ်ဒါမှမဟုတ်ရုပ်ရှင်ဇလံတစ်ခုကိုစိမ့်ပြနေပြီးထန်ကြည့်နေတယ်လို့ပုံမျိုးနဲ့လေကိုဘဝတစ်ခုလုံးကိုမှတ်မိတော့ပြန်တွေးမြင်ကြည့်နေလို့ရပါတယ် အရင်တုန်းကတော့အခန်းဆိုတာညအိမ်ကိုတက်တက်ပါအိမ်ဖို့တာမလိုအပ်ဘူးဆိုရင်ကျွန်တော်အနေနဲ့အခန်းစီကိုပြန်လာခြင်းမှပြန်လာပြန်မှာပါမနေ့မိုးလင်းတာနဲ့အလုသွားဖို့အခန်းထဲကနေထွက်သွားရပြီညနေချင်းရောက်မှသာ အိတ်ဖို့အတွက်အခန်းစီပြန်လာရလိရှိတာပါအခုတော့အခန်းဟာအိတ်ယုံတက်တက်သာမဟုတ်တော့ပါဘူးအခန်းထဲနေစဉ်နေထိုင်နေရတာညီငွေနေသလိုဖြစ်ပေမဲ့လုံခြုံမှုတော့ရှိပါတယ်ဒီလိုအချိန်မလုံးကြုံတော့တဲ့ကဘာကြီးတဲက ယုံကြုံတဲ့အခန်းတစ်ခုဟာအသက်တမျှအရေးပါပါတယ်မမြင်ရတဲ့အန်ဒီအပူမားများဟာနေရအနှံ့ပြားမှာရှိနေနိုင်ပါတယ်ဒီချင်းတရားရဲ့နမိတ်ပုံများဟာလေထုထဲမှာအခြားတယောက်ရဲ့အဝတ်အစားပေါ်မှာစူပါမားကတ်ရဲ့ငွေရှင်းကောင်တာပေါ်မှာ ਨੇ ခန္ဓာကိုယ်ရဲ့အရေးပြားတွေပေါ်မှာရှိနေနိုင်ပါတယ်။ဒါအပြင်ယထာကျမ်းပြင်ပေါ်မှာကားပေါ်မှာလင်းပေါ်ကလူစည်းထိုင်ကုန်တွေပေါ်မှာအတီးရွက်ရောင်းတဲ့ဈေးဆိုင်ကပေးလိုက်တဲ့ပလတ်စတစ်အိတ်တွေပေါ်မှာ ਨੇ အခြားဘယ်ရာဝတ္ထုပေါ်မှာမဆိုတည်ခြင်းတရားက ရှိနေနိုင်ပါတယ်အခြားနိုင်ငံတွေနဲ့စာရင်အမေရိကန်နိုင်ငံဟာဒီယောဂရဲ့ဆိုးကျိုးကိုအများဆုံးခံရတဲ့နိုင်ငံတစ်ခုပါလူအများစုဟာအိမ်ထဲမှာပဲနေနေကြတာဆိုပေမဲ့အပြင်ထွက်တဲ့လူတချို့လည်း ရှိနေကြဆဲပါပဲဘယ်လိုပဲဖြစ်ဖြစ်ဒေဆုံးမှုစရင်ရောင်းကကူးစမ်းမှုနှုံနဲ့ထိတ်လန့်ဖွယ်ရာမျိုးတော်တယ်ညဥ်ပေါက်ရာဒီဟာရောက်လာခဲ့ပါပြီလူတချို့ဟာ အဝတ်စားတွေပြောင်းဖို့ယင်နှင်းပေါက်ရာတီရဲ့အရသာကိုခံစားဖို့လမ်းမတွေပေါ်ထွက်လာကြပါတယ်။ဆောင်းရာတီတစ်ခုလုံးအင်းအင်းကြီးထူထူကြီးတွေနဲ့ကုတ်အင်းကြီးတွေကိုယ်တာလေးပင်စွာဝုန်းနေခဲ့ရတော့အခုအဲ့ဓာတွေကိုချွတ်ချပြီးပေါ်ပါတဲ့ဝတ်စားတွေ ဝတ်ဆင်လိုကြပါပြီလူတချို့ကတော့ပျော်ရွှင်ချမ်းမြေ့လိုမှုနဲ့ကြောက်ရွံ့မှုကြားမှာကာယခန့်နေကြပါတယ်မြေဥပေါက်ရာသီရဲ့နေအောင်ချီကသူတို့ကိုအိမ်အပြင်ထွက်ကာလမ်းမတွေပေါ်အပန်းဖြေလမ်းတလားဖို့ဖိတ်ခေါ်နေပေမဲ့စိုးရင်ကြောက်လန့်မှုက သူတို့ကိုအိမ်တကားဝါကနေတားဆီးထားပါလေအရင်နှစ်တွေတော့တော့အဝစားရောင်းတဲ့ဆိုင်တွေဟာလူဦးပေါက်ရာသီရောက်ပြီဆိုတာနဲ့ဆောင်းရဒီမှာရောင်းတဲ့အဝစားတွေပြန်သိမ်းပြီးနေရာဒီမှာဝိုးလို့ကောင်းတဲ့ပို့ပါပါအဝစားတွေကိုရွေးထုတ်ရောင်းချလေးရှိကြပါတယ် အခုတော့လမ်းမပေါ်မှာလူသွားလူလာမရှိတော့တာမို့ဆိုင်တကားတွေကိုပိတ်ထားကြပါတယ်လူငယ်တွေကတော့ຢာသေးတစ်ခုပြောင်းတိုင်းဖက်ရှင်ဒီဇိုင်းတစ်ခုပြောင်းလဲဝတ်ဆင်ရတာကိုရတာတွေ့ခဲ့ကြပါတယ်။မမြင်ရတဲ့ယောဂါပိုးတွေဟာလူတွေရဲ့အိမ်တကားတွေကိုဆက်လက် ပိတ်ခိုင်းထားစေပါကျွန်တော်ကတော့တခါကဖက်ခဲ့ဘူးတဲ့ကြပြဆရာနေမျိုးရဲ့ຫນွေဦးပေါ့ရင်ဆိုတဲ့ကြပြကိုသတိရမိပါတယ်ကျွန်တော်တို့မျှော်လင့်ခဲ့တဲ့အရာတွေထဲမှာຫນွေဦးပေါ့ရာသီတစ်ခုလည်းပါဝင်ပါတယ် လူဦးပေါက်တဲ့အခါဘိုးအစားအသည့်ဝယ်ဖို့ဘူကောင်းတဲ့အလုပ်သည့်ပြောင်းလို့ဖို့ကိုချစ်သူနဲ့ခီးထွက်ဖို့မွေရဲ့မျိုးစီပြန်ဖို့စသဖြင့်တယောက်ချင်းစီမှာအိမ်မက်အမျိုးမျိုးရှိနေနိုင်ပါတယ် ဘဝတစ်ခုဟာမျောလင်းချက်တွေနဲ့နေထိုင်ရှင်သန်ရတာမို့လူတယောက်ချင်းစီမှာဆောင်းလောင်မှုကိုစီရှိနေမယ်ထင်ပါတယ်။ကြပြာဆရာနေမျိုးကသူ့ရဲ့ကြပြာကို အခုလိုရေးထားပါတယ်။ညီဦးပေါ့ရင် ငွေဥပေါရင်ကျက်သူရေတကောင်မွေးမယ်သူ့ကိုစကားတခွန်းတင်ပေးမယ်စားတယ်စားတယ်လို့ငွေဥပေါရင်အော်စတင်ကားလေးမောင်းမယ်ဟစ်ဒလာမိန်ကွန်းပြောတဲ့ကိုကဟွန်းနံအဖြစ်တက်ဆင်ထားမယ်တောင်ဘက်ပင်လယ်လိုစီခီးထွက်မယ် နှွေဦးပေါက်ရင်တိရွက်ကြွေတွေလိုက်ကောင်းမယ်တိရွက်ကြွေတွေပေါ်မှာအင်္ဂလိပ်ဘာသာနဲ့မျက်နှာမျိုးငါရေးမယ်နှွေဦးပေါက်ရင်ပြင်းမောက်တွေအကုန်ဖွင့်မယ်ပုံမြင်တွေအော်ဖတ်မယ်စိတ်ကောင်းလဲဝင်မယ်နှွေဦးပေါက်ရင်ကြားဆက်တစ်ပုတ်ရေးမယ်စူဘူးလေးခွဲမယ်ပြားစိတ်လေးတွေ ရေးတွက်မယ်တကယ်လို့တော်တော်နဲ့လွေဦးမပေါက်သေးရင်လဲခိစ္စမရှိပါဘူးဒီကြံကိုလန်တိတ်ကအပေါင်ဆိုင်မှာသွားပေါင်မယ်ပြီးတော့ခဟောင်းဆောင်တထဲဝဲချုံနေမယ်ကွယ်အဲ့ဒီကြံကိုပြန်ဖက်နေရင်းနဲ့ နွေပေါက်ရာသီနဲ့ဒီနှစ်လွဲချော်သွားတော့မလားလို့ကျွန်တော်စိုးရိမ်လာမိပါတယ်အရင်ကညနေ6နာရီဝန်းကျင်မှာမှောင်လေးရှိတဲ့မြို့တော်ဟာအခုတော့ည7နာရီကျော်လောက်အထိလင်းချင်းနေတော့မှာအရင်ကအေးတက်နဲ့တုံရင်နေတဲ့မြို့တော်ဟာအခုတော့နေအောင်ချီရဲ့အထီးအတွင်းနဲ့လူပြိုတက်ကြွလာပါပြီ။ ဆောင်းရာသီစီကနေထွက်လာခဲ့တဲ့ငွေဥပေါက်ရာသီဟာအခုတော့မြို့တော်ရဲ့လမ်းမတွေပေါ်ရောက်ရှိလာပါပြီအပြင်မထွက်ဖြစ်သေးတဲ့ကျွန်တော်လဲပြတင်းတကားပေါက်ကတစင်ချစ်ရတော့ထိုငွေဥပေါက်ကိုနေ့စဉ်ချောင်းကြည့်နေမိပါတယ် 三位呢吗？